ားလုံးပဲမင်္ဂလာပါရေဝချန်လီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဂျွန်လ၈ရက်နေ့ဒီနေ့မှာတော့အရခမြေပြင်မှာ ULAA ရဲ့ထိုးစစ်တွေကိုခုခံနေရတဲ့အကြမ်းဖက်စစ်ခွေတက်ဟာတရုတ်တပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးတော့ခုခံစစ်ဆင်နွှဲနေတယ်ဆိုတဲ့အကြောင်းကိုတင်ပြပေးမှာပါအရကတတော AA ULA ဘုရုံထုံးမြတ်နိုင်ငံလည်းပြောပြီးသား အင်္ဂါဂျိုကစင်တာရှင်တော်မှာတားလို့မရဘူးဆိုတော့သူ့ရဲ့ပြက်သားတဲ့ဒါစကလုံးနေနဲ့အတူခဏိမှာတော့ဒီဥတစ်ဖက်ဝင်တွေကျွန်မဖက်စစ်ခွိတွက်နဲ့ပူးပေါင်းနေသည့်တိုင်အောင်ကျွန်တော်တို့ရခိုင်သူရခိုင်သားတွေရဲ့ဒါမြင့်မြတ်တဲ့ဒါစိတ်ဓာတ်တွေနဲ့ရဲရင်ပြက်သားတဲ့ဆုံးဖြတ်ချက်တွေနဲ့အတူတိုက်ပွဲဝင်နေတဲ့အကြောင်းကို အရှင်ဆုံးအသိပေးလို့တာပါကျွန်တော်မိဘပြည်သူတွေကျွန်တော်တို့ရခိုင်သူရခိုင်ဒါ ULA နဲ့အတူတူရှိရမှာဖြစ်တယ်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ကျွန်တော်တို့နိုင်ငံအတွင်းတွေကကျွန်တော်တို့ပြည်သူရဲ့အရေးကိုဝန်အောင်ဆွတ်ဖတ်တယ်ဆိုရင်တော့ကျွန်တော်တို့တပ်ဖွဲ့ဝင်တီးတီးကတော့အမြင့်ဖြတ်ချိန်မှုံးသွားမှာဖြစ်တယ်စစ်ခွေးနဲ့ဒန်းတဲပဲကျွန်တော်တို့ဆက်ဆံခံရမှာဖြစ်ပါတယ်ဒါကပြည်သူကပြောလာတဲ့ဇာဇတန်တွေဖြစ်တယ်ဒီနေ့မှာအရကတက်တော့ AA ကျွန်တော်တို့ဒါ အရကနိုင်ငံသူနိုင်ငံသားတို့ရဲ့စကားသံတွေနဲ့ကျွန်တော်သတင်းတိဆက်ပေးမှာပါ နောက်တဲ့တင်တစ်ခုကတော့လင်းစီဘောင်စာကားတစ်စီးကိုပါစီပြင်းနဲ့တိုက်ခိုက်သိမ်းပိုက်ပြီးတော့အကျွန်ဖက်စစ် ခွေးတက်ရဲ့ရာရှိနှစ်ကောင်ကို အရှင်ဖမ်းမိခဲ့တဲ့တင်မှာတင်ပြပေးမှာပါနောက်ဆုံးမှာတော့ကျွန်တော်တို့ကရင်ပြည်နယ်အတွင်းမှာအကြမ်းဖက်စစ်ခွေးတက်ဆစ်ရှုံးနေတာနိုင်ငံတွင်းထဲမှာလည်းသူတို့တွေတည်နေပြီးသားကဘာကြီးကပါ သိမြင်ပြီးသားရှယန်းရမ်းနေတဲ့ခွေးယူးလိုကောင်းတွေကအခုအချိန်မှာတော့တသားအသက်တွေတနည်းတဘိုးကျွန်တော်တို့ကရင်နယ်မြေတွင်းကိုပြပို့ပြီးတော့ထိုးစစ်ဆင်ဖို့စူးစမ်းနေတဲ့အကြောင်းတွေပါကြားမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ view ကိုအဆုံးထိဝင်းရင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘတဦးချင်းစီတိုင်းကိုတလေးတစားဖိတ်ခေါ်လိုက်ပါတယ်။ဒီနေ့ကတွင်းမှုနေနေဖြစ်ပါတယ်။ ဆိုတော့ Super Sunday ဒီလိုရက်လေးမှာကျွန်တော်နဲ့ကျွန်တော်မိသားစုဝင်တွေအများအားစုနေတိုင်းပင်နေကြပုံစံလေးပဲကျွန်တော်ကတင်ပြပေးမှာပါရေးကြည့်တဲ့သတင်းကတော့ကျွန်တော်တို့အာရခမြေပြင်ရဲ့စစ်စင်ရေးတွေမှာတရုတ်လက်နက်ကိုင်အဖွဲ့တွေပါဝင်ပြီးတော့အကျွမ်းဖက်စစ်ခွေးတက်ကိုစစ်ကူပေးနေတယ်ဆိုတဲ့အကြောင်းကိုအဓိကပြောသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ငွေတွေနဲ့ကြော်တိုင်းသားတပ်ဖွဲ့ဝင်တွေကို short တွက်ခဲ့တဲ့အကျွမ်းဖက်စစ် ခွေးတက်တစ်ခုလုံး လေးနှစ်ကျော်ကာလအတွင်းထဲမှာအချင်းနေဇိုးတွေနဲ့ဟုတ်မဟုတ်ချင်းပြောင်းလဲသွားတာတွေခွေးပြေးဝက်ပြေးခွေးတီဝက်တီတည်သွားတဲ့အခြေအနေကြားထဲမှာတယောက်လက်နက်ကင်အဖွဲတွေပါသူတို့ကိုယ်၌ခွေးပြေးဝက်ပြေးခွေးတည်ဝက်တည်တည်ရမယ်အကြောင်းတွေကျွန်တော်တို့သင်ပြကြမှာဖြစ်ပါတယ် ဒီကြောင့်လေးကိုမပြောခင်မှာစီပေါ့စာလေရင်စီပေါ့စာเนาะကျွန်တော်ပြီးပါလေရင်စီပေါ့စာစီအပြစ်တင်ဆောင်ထားတဲ့ကားတစ်စီးနဲ့ဂျမ်ပတ်စခွေးတဲ့အရာရှိနှစ်ကောင်ကို အရှင်ဖမ်းမိလိုက်တယ်ဆိုတော့ကျွန်တော်လူငယ်တွေကတာဝန်ကျေပါတယ်ဆိုတော့လေရင်စီကျွန်တော်တို့လက်ထဲမှာရှိနေပြီကျွန်တော်တို့မှာလေရင်မဲ့လိုပါတော့တယ်ဒါလေးကိုလည်းကျွန်တော်တင်ပြခြင်းပါတယ်ဆိုတော့တစ်ခါတည်းရမှာလေရင်စီဖက်တောက်ဖို့အတွက် ကျွန်တော်တို့ဒါဓမ္မဘတ်တော်သားတွေအကုန်လုံးတကွာလုံးမှာငါကျွန်မဖက်စစ်ခွေးတက်ကိုလေရင်စီပေးဖို့နေတဲ့ company တွေရဲ့ name နေတဲ့အစား company တွေရဲ့နောက်ဆုံး line စင်တွေပါအပါပြီးတော့အဲ company တွေနဲ့ပေါင်းဝင်ပတ်သက်တဲ့သူတွေကို buy cost လုပ်ဖို့ပြီးတော့ကျွန်တော်ဥရောပနိုင်ငံတွေအနေနဲ့ဒါလေရင်စီတင်ပို့မှုတွေကိုဖြတ်တောက်ပိတ်ဆို့ပေးဖို့ကျွန်တော်တောင်းဆိုခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီအောင်မြင်သင့်သလောက်အောင်မြင်ပါတယ်တို့ပင်မဲ့ အာနာယူအာနာရှင် နိုင်ငံတွေကြောင်းလက်ရှိအချိန်ထိအကြံဖက်စစ်ခွေးတက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်တပ်ဖြတ်နိုင်နေစေကိုလည်းကျွန်တော်တို့ရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အရေးဟာကျွန်တော်တို့လက်နယ်ပဲကျွန်တော်တို့ဖြေရှင်းရမှာဖြစ်ပါတယ်။ဒါကြောင့်အခုကျွန်တော်တို့လေရင်စီဒါစီအဖြစ်တင်ဆောင်လာတဲ့ဘောဇာကားတစီအဖြစ်အမြင်လမ်းမပေါ်မှာပဲအကြံဖက်စစ်ခွေးတက်ကဒါရရှိနှစ်ကောင်နဲ့အတူဖန်စီထိုက်ဖန်စီလိုက်တယ်ဆိုတော့လေရင်စီ ရှိနေပြီလေရင်ပဲလိုတယ် ။အဆက်တည်းမှာပြောချင်တာကတော့အကြံဖက်စစ်ခွေးတက်ကဟိုဘက်ရွက်ကကအကောင်တွေလေရင်စီကို နိုင်ငံတကာကလည်းခိုးကြောင်ခိုးဝက်ဝယ်ယူနေမဲ့အစားကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေစီမှာလေရင်စီရှိတယ်ကျွန်တော်တို့သတ်မှတ်တဲ့ဈေးနဲ့ပြန်လဲရောင်းချပေးမယ်ဝယ်မလားနေရာတိုင်းမှာ PDF နိုင်ငံတိုင်းက PDF တောတောင်တိုင်းက PDF မြို့ပြတိုင်းဟာ PDF we are PDF ဘလို့မျိုးပဲကျွန်တော်တို့ကို6လမ်းနှိပ်ဆက်တစ်ဖက်ပြနေပါသေးကျွန်တော်ပြည်သူလူထုနဲ့ထပ်တူရှိနေတယ်ကျွန်တော်ပြည်သူကော်မတီတစ်ဖက်ဝင်တွေရဲ့ဒါစွမ်းရည်တွေဟာနေ့စဉ်ကျွန်တော်မိဘတွေညောအထင်တွေမြင်တွေ့နေရတာဖြစ်တယ်ဗျဟုတ်ပြီဒီနေ့မနက်မှာပဲဖန်စီခဲ့တာဖြစ်တယ်စီပေါ့စာကားထဲမှာစီပြနေပါ အရာခံဘိုးမင်းထွန်းနဲ့လပားစီနှစ်ကောင်အရှင်ဖမ်းမိခဲ့ပါတယ်။လက်ရှိတော့ဖမ်းမိထားတဲ့သူတွေကိုနော်အိုဖုန်ခါပြီးတော့စစ်ဆေးရေးမှ special plan package တွေကို give a light ပေးပို့ပြီးတော့လုဆောင်နေပါတယ်။သူတို့နဲ့ပတ်သက်တဲ့အကြောင်းအရာတွေမကြခင်မှာကျွန်တော်ရုပ်သံဗီဒီယိုတွေနဲ့ဒါထုတ်ဖော်ပြသဖို့လည်းရှိနေပါတယ်။ရဲဘော်တွေကအခုချိန်မှာအဲ့ဒီ mission နဲ့ပတ်သက်ပြီးတော့ဒါကောင်းမွန်စွာလုဆောင်နိုင်ခဲ့ပြီးတော့ အောင်မြင်မှုတွေကိုကျွန်တော်မိဘပြည်သူတွေလက်ထဲအရောက်ပေးပို့ပြီးတော့ဒါဘေးကင်းလုံခြုံတဲ့နေရာကိုရောက်ရှိနေတဲ့အကြောင်းကိုလည်းပဲတို့သတင်းစကားပလာပါတယ်အဲ့ဒီဖြစ်စဉ်ကတော့နမောင်မျိုးကထွက်လာတဲ့အချမ်းဖက်စစ်ခွေးတက်ရဲ့ဒါအမြင်လမ်းမပေါ်မှာကျွန်တော်တော်လှန်သောတပ်ဖွဲ့ဝင်တွေကအခိုက်အတန့်ဂျန်ဖန်ရခာကျွန်တော်တို့စစ်စေးတဲ့ကျွန်တော်တို့ရဲ့ပြည်သူပိုင်တဲ့လမ်းအဲ့ဒီလမ်းပေါ်မှာပဲ ကျွန်တော်တို့ဖန်စီနိုင်ခဲ့တာပါဒါကြောင့်စီဝဲမယ်ဆိုရင်တော့ကျွန်တော်တို့ကြိုက်စည်းရမှာရောင်းမယ်ဒါကလည်းပဲနေ့စဉ်ကျွန်တော်မိဘပြည်သူတွေဒါကျွန်တော်တို့ရဲဘော်ညီကိုတွေရဲ့ဒါစ조사လုံဆောင်နေတဲ့အချက်တွေတဲကဒီကနေ့မှာထပ်မံပြီးတော့သတင်းကောင်းတစ်ခုကိုကြားလိုက်ရတာဖြစ်တယ်ဗျဟုတ်ပြီဒီကနေ့ရဲ့သတင်းကတော့ရုပ်တဖွဲ့ဝင်တွေဟာအရင်ဖက်စစ်ခွေးတက်နဲ့ပူပေါင်းပြီးတော့လက်ရှိကြောက်ဖြူတိုက်ပွဲမှာ ULAA ကျွန်တော်တို့ရခိုင်သူရခိုင်သားတွေကိုအနာရှင်နဲ့ပေါင်းပြီးတော့ကျွန်တော်ပြည်သူကိုသူတို့ကပါပါဝင်ပတ်သက်တက်ဖြတ်နေကြပါတယ်။ဒါပြည်တွင်စစ်လို့ကဘာကြီးကပြောကြပါတယ်။ဟုတ်ပြီ။ကျွန်တော်နိုင်ငံရဲ့အိမ်ကြီးချင်းဟာရွှေ့ပြောင်းလို့မရတဲ့အရာတွေဖြစ်တယ် ဒါကိုလည်းကျွန်တော်တို့အလုံးလက်ခံထားတယ်ကျွန်တော်တို့ကောင်းမွန်ဆုံးကျွန်တော်တို့စီးထိန်းသိမ်းစောက်ရှောက်ခဲ့ပေမဲ့သူတို့ဟာကျွန်တော်တို့ပြည်သူကိုနေ့စဉ်တက်ဖြတ်နေတဲ့အကျံဖတ်လူသက်ကောင်နေနဲ့ပူပေါင်းပြီးတော့သူတို့ရဲ့အကျိုးစီးပွားအတွက်အခုတိုက်ပွဲထဲမှာပါပါဝင်ပြီးတော့စစ်ကူပေးနေတယ်ပြစ်ကူပေးနေတယ်ဆိုတာကျွန်တော်မိဘတွေကိုသိစေချင်တာပါအရှင်ကျွန်တော်တို့ဒါသတင်းတွေမှာအကျံဖတ်စစ်ခွေးတက်ရဲ့ဒါသူတို့ရဲ့ဒါလုပ်ငန်းတွေမှာ တရုတ်လက်နက်ကိုင်အဖွဲ့အစည်းတွေလုံခြုံရေးဆိုပြီးတော့အမိခံပေးဖို့ထားတာအားလုံးသိရှိပြီးသားဖြစ်ပါတယ်ဒါတွေကလည်းတသက်ရှိပါတယ် JLA ရဲ့ထုတ်ပြန်ကြေညာချက်တွေမှလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်အခုအချိန်မှာတော့ကြောက်ဖြူကျွန်တော်တို့မျိုးသိန်းတိုက်ပွဲအဲ့ဒီတိုက်ပွဲမှာတရုတ်လက်နက်ကိုင်အဖွဲ့တွေဟာအချမ်းမဲ့ဖက်စစ်ခွေးတက်ကကောင်းနေတဲ့ဘာပေါင်းပြီးတော့ကျွန်တော်တို့ JLA ကိုပြန်လဲတုံ့ပြန်နေတာဖြစ်တဲ့အတွက်ချွတ်မိပါတယ်ဒါကိုအတန်လေးထုတ်ပေးဖို့ရည်ကြည့်ပါတယ် လက်ရှိကြောက်ဖြူနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘလောက်ထိထိမ့်ချုပ်နိုင်နေဆိုတဲ့အခြေအနေကိုကျွန်တော်တင်ပြပေးမယ်ပြီးသွားရင်တရုတ်ဟာအကြမ်းဖက်အုပ်စုမင်းအောင်လှိုင်းနဲ့လက်ရှိပေါင်းပြီးတော့ကျွန်တော်တို့ရခိုင်သူရခိုင်သားတွေကိုစန့်ကျင်မယ်ဆိုရင်ဘလို့ရလက်မျိုးထွက်လာမလဲဆိုတာကိုလည်းရခိုင်သူရခိုင်သားတွေရဲ့အတန်ကိုကျွန်တော်တင်ပြပေးမှာဖြစ်တယ်ဟုတ်ပြီဒါဆိုရင်တော့တရုတ်ကျွန်တော်တို့ဒါဂတ်ပိုက်ဆိုင်အပါဝင် ကျွန်တော်အဲ့ဒီမှာပြင်းထန်တဲ့ထိုးစစ်တွေအကြောင်းကိုကျွန်တော်အရင်ဆုံးတင်ပြပေးပါမယ်။တရုတ် Gas Pipe Line တွေရှိတဲ့ပြားတဲနဲ့ Gas B ရွာဂျာမာတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေတယ်။ကျွန်တော်တို့တမွေတန်းစင်နဲ့စက်ရုံအနီးမှာလည်းပဲလက်နက်ကြီးပစ်ခတ်တန်းတွေလက်နက်သတ်ပစ်ခတ်တန်းတွေပါကြားနေရတယ်လို့ကျွန်တော်တို့ဒါတောက်ဖြူဒေသခံတွေကသတင်းပို့လာတာဖြစ်ပါတယ်။ ။လေယောစီမံကိန်းနဲ့ရွှေတဘာဝတံငွေတန့်စင်နဲ့ OGD ဆက်ယုံပြီးတော့ကြောက်ဖြူမျိုးနယ်လည်းပဲမိုင်းနည်းနည်းလေးပဲကွာဝေးတဲ့နေရာဝင်းကျင်မှာထိတိုက်ပွားထိထိတွေ့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတာဖြစ်ပါတယ်။ဒီအချိန်နေမှာကြောက်ဖြူဒေသခံအမျိုးသားတဦးရဲ့အတန်ကိုကျွန်တော်မိပါတယ်အရင်ဆုံးဖော်ပြပေးခြင်းပါတယ်။သူဘာပြောလဲဆိုတော့ကိုမျိုးကိုရွာကိုကိုလူမျိုးကိုတက်ကတိုက်ခိုက်သိမ့်ပိုက်တာကိုအထူးတက်လေပြောเสียမှရှိဘူး ဝမ်းမီဝကံကျူစုလျက်ပါပေါင်းကြိုးတွေလဲရှိလာမယ်ရှိလာမယ်ဆိုတာကိုသူတို့ဒေတာခံတွေကယုံကြည်ထားတယ်တကယ်လို့အဲ့လိုတိုက်ခိုက်သိမ့်ပိုက်တဲ့အချိန်မှာဒါတရုတ်ရဲ့ဒါလုံချုံရဲ့အမိကလက်နက်ကင်တပ်ဖွဲ့ဝင်တွေကအခုလိုမျိုးဝင်အောင်ပူးပေါင်းပြီးတော့အကြမ်းဖက်စစ်ခွေးတက်ဘက်ကหนีပြီးတော့ပြက်ကူစစ်ကူ လိုက်ပါဆောင်ရွက်ပေးနေတယ်ဆိုရင်တိုက်ပွဲတွေဟာလူလားအဖက်နဲ့ကြံ့ကြာသွားမှာကိုသူတို့ကစိုးရိမ်နေတာပါကြောက်ပြူမှာတောင်းတဲ့ချီတဲ့ပြည်သူတွေစပေးရှောင်နေရတယ်စားနေရိတ်ကကျမ်းမာရေးဆက်ရတွေလည်းအဆင်မပြေဘူးလို့သူကဆက်ပြီးတော့ပြောဆပြောဆိုထားပါတယ်ဒီကိစ္စကအချိန်ကြာလာတာနဲ့အမျှပြည်သူတွေတောင်းခံနိုင်ဖို့အခက်အခဲများစွာကြုံတွေ့လာနိုင်တယ်လို့လည်းဆိုပါတယ်ဒါဟာအကျမ်းဖက်စစ်ခွေးတက်ရဲ့ရုပ်မှရိုင်းဆိုင်တဲ့ဇလန်းစကွက်တွေတဲကတခုပါ ဒါကိုလည်းပဲကျွန်တော်ရဲ့မိဘတွေသတိပြုပေးပါစစ်ပို့ပြီးတော့ကြာလာလေလေကျွန်တော်ပြည်သူက ပို့ပြီးတော့အထိနာလေလေပြောချင်တာကတော့စာဝိတ်နေရေးလုံခြုံရေးအသက်အာမခံမှုအလုံးအင်မတန်နေပါပြီးတော့ရည်ရှိတောက်ခံနိုင်မှုပို့ပြီးတော့ခက်ခဲလာမယ်ဒါဒေသခံပြည်သူတွေကိုဖြစ်စေခြင်းနဲ့မင်းအောင်လှန်ရဲ့မြို့မှာရိုင်းဆိုင်လွန်းနဲ့ကျွန်တော်ပြည်သူပေါ်ထားရှိတဲ့ဇယိုက်လက္ခဏာအစစ်တွေကို ဒီနေ့ကြောက်ပြတိုက်ပွဲမှာပြည်သူလူထုကအတန်ထွက်ပေါ်လာတာပြည်သူကသိပြီးသားပါဒီကောင်နေစစ်ကိုပို့ပြီးတော့ကြာအောင်လုပ်နေတယ်ပြီးတော့တရုတ်ရဲ့အကူအညီမှုတွေနဲ့သူတို့ခုခံနေတယ်ပြီးတော့သူတို့တွေတနိုင်ငံလုံးကအတင်းအာရမဒါစစ်မှုထမ်းခိုင်းထားတဲ့စစ်ဂျုံတွေစစ်မှုထမ်းအသက်တွေနဲ့ စစ်သားအသက်တွေပေါ့ဗျာသူတို့တွေပေးပို့ပြီးတော့အသေးအတန်ခုခံခိုင်းနေတာကသူတို့တွေကစစ်နိုင်စရာတော့အကြောင်းမရှိဘူးဒါပေမဲ့စစ်ကြဝိုင်းရင်ကျွန်တော်ပြည်သူတွေစစ်ပန်းလာအဲ့တော့ကျွန်တော်ပြည်သူတွေကိုသူတို့ကမြေစာအပင်ဖြစ်ထားရှိပြီးတော့ရက်ရက်ဆက်ဆက်ရုံမှာနေတယ်ဆိုတာကိုကျွန်တော်တို့ကော့ကော့ကွင်းကွင်းမြင်တွေ့နေရတာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒီတိုက်ပွဲတွေအတင်းမှာ အကြမ်းဖက်စစ်ခွေးတက်ကအမှတ်32ရက်တရင်အနီကမင်းတက်တောင်နဲ့နန်းဖန်းတောင်ချေးရွာတွေကကခင်းတွေကိုအရကတက်တော့အေအေကတိုက်ခိုက်သိမ့်ပိုက်ပြီးတော့အဲ့ဒီတိုက်ပွဲတွေမှာရှိတယ်ဒုဗိုလ်မူကြီးအဆင့်အပါအဝင်ခေါင်းဆောင်အများအပြားကိုလည်းပဲတုတ်တင်ရှင်းလင်းအချို့ကြတော့ကျွန်တော်တို့အရခမြီမှာအလံပြူထောင်အရှုံးပေးလက်နဲ့ချနေရတာပါလက်ရှိအခြေအနေမှာလည်းပဲ ျွန်တော်တို့တောက်ဖြူမြို့ရဲ့ကြေးရွာတွေအပါအဝင်အိရိယတရားခိုင်နှုန်းမှာ80ရာခိုင်နှုန်းအထိကိုကျွန်တော်တို့အရခတ်တက်တော် AA ကတိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်ပါတယ်။ကြာရှိတဲ့20ရာခိုင်နှုန်းကလည်းလက်ရှိကျွန်တော်သတင်းပြောနေတဲ့အချိန်မှာလည်းပြင်းထန်တဲ့ထိုးစစ်တွေဆင်နေတယ်။အဲ့ဒီစစ်စင်ရေးမှလည်းပဲအကြမ်းဖက်စစ်ခွေးတက်ကတရုတ်လက်နက်ကင်အဖွဲ့စည်းလုံခြုံရေးဆိုတဲ့ခေါင်းစဉ်နဲ့ ပြီးတော့တို့ကြိုးစည်းဝါးတွေကိုကာဝယ်ဆောက်ရှောက်ဖို့ဆိုပြီးတော့ပေးပို့ထားတဲ့တရုတ်ရဲ့လက်နက်ကင်အဖွဲ့တွေနဲ့ကျွန်တော်တို့ရခိုင်ကိုခုခံနေတယ်။ဒါပြည်တွင်းအရေးမဟုတ်ဘူး။ဒါရခိုင်သူရခိုင်သား ULA A A ရဲ့တိုက်ပွဲတစ်ခုလည်းမဟုတ်ဘူး။ကျွန်တော်ပြည်တော်စုဘွားကျွန်တော်နိုင်ငံသားအားလုံးရဲ့အရေးဖြစ်ပါတယ်။ဒါကိုကျွန်တော်ကအထူးကကျွန်တော်မိဘတွေကိုတင်ပြချင်တာပါ။ ကျွန်တော် ULA AA ကျွန်တော်ရခိုင်သူရခိုင်သားတွေနဲ့အတူတူ ရှိပေးဖို့အရေးကြီးတယ်ရခိုင်သူရခိုင်သားတွေတမင်ငတ်ကျွန်တော်ငတ်တာနဲ့အတူတူပဲရခိုင်သူတခိုင်သားတွေနာကျင်မှုကကျွန်တော်နာကျင်မှုနဲ့ထပ်တူပါလက်ရှိအမြောက်ပိုင်းစစ်မျက်နှာပြင်မှာတရုတ်ရဲ့အကူအညီနဲ့လာရှိုးကိုအကျွမ်းဖက်စစ်ခွေးတက်ကလွင်လင်းတကူပြန်လဲနေရာယူနိုင်တဲ့အခြေအနေမျိုးတွေနဲ့ ကြောက်ဖြူကိုလည်းပဲသူတို့ကဒီပုံစံဇက်သွင်းနေတာဖြစ်တယ်အဲ့တော့အင်္ဂါဂျူကလာတားချင်တော့မှတားလို့မရဘူးကို့မြေဘိုးဘွားပိုင်မြေရခိုင်သူရခိုင်သားတွေပိုင်တဲ့မြေဒီမြေကိုရခိုင်သူရခိုင်သားတွေပြန်လဲခြေချတာဘာမှမထူးဆန်း ။ကရင်နယ်မြေမှာကရင်တပွဲဝင်တွေပူးပေါင်းပြီးတော့အချမ်းဖက်စစ်ခွေးတက်ကိုမှုတ်ချိတ်တယ်မောင်းထုတ်တယ်။ခွေးလို့ဝတ်လို့မောင်းထုတ်တာ။ဒီလိုမောင်းထုတ်ခံရတာ။ဒီကောင်းလေးငကူကလေးကအချမ်းဖက်တဆွဲထားတာ။ဒါဟာကျွန်တော်တို့ပြည်သူပိုင်တဲ့နေရာလက်ရှိကျွန်တော်နိုင်ငံတနိုင်ငံလုံးမှာကျွန်တော်ပြည်သူဒါလင်းအစိုးရဖြစ်တဲ့အတွက် ပြည်သူတာလင်အဓိကဖြစ်တဲ့အတွက်ကျွန်တော်ပြည်သူရဲ့ခွင့်ပြုချက်မရဘူးဆိုဘယ်နေရာမှာမှတပ်ပိုင်မြေဆိုတာမရှိသေးတာကျွန်တော်တိုင်းသားနေမြေတစ်ခုထဲမှာမဟုတ်ဘူးတော့ကျွန်တော်မိပါတခါတရံကြရင်ကျွန်တော်တို့ဒါမြို့ပြဒေသတွေမှာရှိနေတယ်ကျွန်တော်မိပါတွေကအာဆိုရင်မှုလေးတွေရှိပါတယ်အာတိုင်းသားနေမြေမှာငါတို့ကလေးတွေငါတို့လူငယ်တွေငါတို့ PDF တွေဒါပူပေါင်းပြီးတော့တိုက်ပွဲတွေဆင်နေနေတယ်ဒါပေမဲ့ငါတို့ပြည်မငါတို့မြို့ပြတွေကိုတိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှာငါတို့ ERO တွေငါတို့တိုင်းသားတွေငါတို့ကလေးတွေကိုကူညီပေးပါမလား သူတို့နေမျိုးကိုတိုက်ခဲ့သိမ့်ပိုက်စင်ကငါတို့ကလေးငယ်တွေအများပြားချိုးတိုက်ပွဲတွေဆိုရင် ကျွန်တော်တို့အိမ်ကပုံများပါတယ်ဒါကတော့အိယာကိုကျွန်တော်တို့တိုင်းရင်သားဒါမိကိုတွေပို့သိပါတယ်ဆိုတော့မြို့ပြဒေတာကိုတိုက်ခဲ့တိုက်ခဲ့သိမ့်ပိုက်တဲ့အချိန်ရောက်လာရင်ဆိုတော့မြို့ကိုလည်းစိတ်ပူကြပါလေစိတ်မပူပါနဲ့ကျွန်တော်ကနှစ်ပေါင်းများစွာသွေးခွဲခဲ့တဲ့ဒဏ်ကို ကောင်းမွန်စွာသင်ငန်းစာယူပြီးတော့ကျွန်တော်တို့ရှစ်မီနောက်မီကျွန်တော်တို့ရဲ့ဒါ ဥကြီးတွေကျွန်တော်တို့ရဲ့ဆရာကြီးတွေနဲ့တေချာစွာခိုင်ခိုင်မာမာလက်တွဲပြီးတော့ခိုင်မာတဲ့ဂရိကုဘတွေနဲ့ကျွန်တော်တို့တိုက်ပွဲတွေကိုပို့ပို့ပေါ်နေကြခြင်းဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့တရုတ်ကတိုက်ရိုက်ဖိအားပေးပြီးတော့ကျွန်တော်တို့ ULAAA ရဲ့ထိုးစစ်ကိုရက်တန့်ဖို့ကိုပါ ထုတ်ဖို့ပြောဆို လာပါတယ်ကျွန်တော်မျိုးက ျွန်တော်ရခိုင်သူရခိုင်သားရခိုင်မျိုးကိုပြန်လဲတိုက်ခိုက်သိမ်းပိုက်တာကိုတရုတ်ကဝင်ပြီးတော့စစ်တိုက်ပေးနေတယ်အကြမ်းဖက်လူသက်ကောင်တပ်ဖွဲ့ဝင်နဲ့ပူးပေါင်းပြီးတော့သူတို့ကကျွန်တော်တို့ရခိုင်တပ်ကိုပြန်တိုက်ပြောချင်တာကတော့ရခိုင်သားတွေကိုသူတို့ပြန်တတ်နေအဲ့ဒါကလက်ရှိကြောက်ဖြူစစ်မြေပြင်မှာဖြစ်နေတာဒါပေမဲ့နိုင်ငံရေးအရာသူတို့ဟာတရုတ်ကတိုက်ရိုက်ကျွန်တော်တို့ ULA ကိုဖိအားပေးပြီးတော့အပြစ်အခက်ရက်ဖို့ပြောဆိုနေတယ် ဒါကိုလည်းကျွန်တော်မိပါတွေအတန်ထပ်ပေးပါကျွန်တော်ပြည်သူလူထုရဲ့အတန်အရေးကြီးဆုံးပါဒါဆိုရင်တော့တရုတ်ပြည်အားပေးလို့ကျွန်တော်တို့လက်ရှိရခိုင်အရေးကအဆင်ပြေသွားနိုင်လားတရုတ်ကမင်းအောင်လှိုင်ကိုကူညီပေးနေလို့သူတို့ရခိုင်မြေမှာသူတို့လုပ်ချင်တဲ့ပုံစံမျိုးလုပ်လို့ရမလားအပွင့်လေးဆုံးပြောရမယ်ဆိုရင်တော့ တရုတ်နီလန်မှားနေတာကျွန်တော်တို့ really aa နဲ့တရုတ်ပူပေါင်းပြီးတော့ဆွေးနွေးရမှာမင်းအောင်လှိုင်ကိုထပ်မံပြီးတော့တဆိုးရှေဖို့အတွက်အခုလိုမျိုးဒါလုံခြုံရေးတပ်ဖွဲ့ဝင်တွေပေးပို့ပြီးတော့သူတို့ရဲ့အကျိုးစီးပွားကိုကာကွယ်ပါမယ်သူတို့ရဲ့လုပ်ငန်းတွေကိုကာကွယ်ဖို့ဆိုတဲ့ခေါင်းစဉ်တွင်းနဲ့မင်းအောင်လှိုင်နဲ့ပေါင်းနေခြင်းဟာတရုတ်အတွက်ဝင်တက်လေးကောင်းတဲ့ဆိုပေမဲ့ထွက်သက်ကတော့တော်တော်လေးကိုစိုးဝါးသွားမှာဖြစ်တယ်။အဲ့တော့တရုတ်အနေနဲ့ဒါ ဆွေးနွေးခြင်းနဲ့ဆိုရင် ULAA ရခိုင်သူရခိုင်သားတွေနဲ့ဆွေးနွေးရမှာဖြစ်ပါတယ်ဒါမှလည်းပဲအဖြေထွက်လာမှာဖြစ်တယ်ခမားတို့ရဲ့အကျိုးစီးပွားနဲ့ခမားတို့ရဲ့လက်ရှိလုပ်ငန်းတွေကိုကာကွယ်ပေးမဲ့အမှန်တကယ်ကာကွယ်ပေးမဲ့သူတွေဟာ ULAA နဲ့ရခိုင်သူရခိုင်သားတွေပဲရှိတယ်ဆိုတာကိုတရုတ်တာကောကြီးတို့လုံးဝမိကျင်အောင်ဆောင်လိုက်ပါနဲ့ခမားတို့အကျိုးစီးပွားကို ကျွန်တော်တို့လက်ရှိအချိန်မှာမင်းအွန်လိုင်းကလည်းပဲအာမခံပေးနိုင်လားဆိုတာကိုတရုတ်ကောင်းကောင်းသိနေမယ်လို့လည်းကျွန်တော်မျှော်လင့်နေဟုတ်ပြီတရုတ်ဟာတိုက်ရိုက်ဖိအားပေးလို့မရဘူးလို့လည်းပဲကျွန်တော်တို့ဒါရခိုင်သတင်းရင်းမြစ်တွေမှာဒါဖော်ပြချက်တွေမှာကျွန်တော်တွေ့ရတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ပရဝီ အနေအထားအရအရကတတ်တော့အေအေပေါ်မှာတရုတ်လွှမ်းမိုးလို့မရဘူးလို့ဆိုပါတယ်နောက်တစ်ချက်ကကြောက်ဖြူရဲ့80ရာခိုင်နှုန်းကျွန်တော်တို့ဝင်းကျင်ကိုအရကတတ်တော့အေအေကအုပ်ဆိုးနေတယ်ပြီးတော့ဆက်လက်ပြီးတော့လည်းတိုက်ပွဲတွေတိုက်နေတဲ့အချိန်မှာတရုတ်ဖိအားကသူတို့အချိုးစည်းဝါးကိုကာကွယ်ဖို့လုံးဝဖြစ်လာမှာမဟုတ်ဘဲနဲ့တကယ်လို့အဲ့ဒီသူတို့ရဲ့အချိုးစည်းဝါးကိုအမှန်ကယ်သူတို့တွေရေရှည်အချိုးစည်းဝါးကိုမျောလင့်နေဆိုရင်တော့ ULAA ရခိုင်သူရခိုင်သားတွေကျေနပ်အောင်လုပ်ပေးရမှာဖြစ်တယ်။ကြောက်ကျူမျိုးမှာကြေးရောက်အုပ်စုပေါင်း54ခုအနက်50ကျော်ကိုကျွန်တော်အာရခတက်တော် A ကထိန်းချုပ်ထားတာဖြစ်တယ်။မျိုးနယ်တစ်ခုလုံးကိုတိုက်ခိုက်သိမ်းပိုက်ဖို့ကိုလည်းစီရေးအရာပြင်ဆင်ပြီးဖြစ်တယ်။ဆိုတော့လက်ရှိအချိန်တွေမှာလည်းပဲ ရခိုင်ပြည်နယ်အတွင်းကမြို့နယ်12ခုမြို့နယ်မှာ14မြို့နယ်အထိကိုလေပဲအရကတက်တော် AA ကအလုံးစုံတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်တယ်။ဆိုတော့ဒီကြောက်ဖြူစစ်တွေမန်အောင်စတဲ့နေရာတွေဟာလေပဲအရခနိုင်ငံသားတွေပိုင်ဆိုင်တဲ့နေရာဖြစ်တယ်။ဆိုတော့တေချာတာတစ်ခုကတော့တရုတ်ဟာအခုလိုမျိုးခေါင်းစဉ်မျိုးစုံတက်ပြီးတော့ကျွန်တော်ပြည်သူကိုလိန်လေလို့မရတလို့ အရခမြေမှာလည်းပဲအရခပြည်သူပြည်သားတွေရဲ့အကျိုးစီးပွားကိုမကြည့်ဘဲနဲ့အကျန်းဖတ်စစ်ခွေးတက်နဲ့ဆက်လက်ပြီးတော့ပေါင်းနေမယ်ဆက်ပြီးတော့ထောက်ပံ့နေတယ်ပြီးတော့နိုင်ငံရေးကဖိအားတွေကိုအခုလိုမျိုးထပ်ပြီးတော့ပေးနေအောင်မယ်ဆိုရင်လက်ရှိကဘာအဆင့် standard army ကြီးပါလို့အမိကောင်းတက်ထားတဲ့ကောင်တွေနိုင်ငံတကာကို ခွေးပြေးဝက်ပြေးထွက်ပြေးနေရတဲ့ရုပ်သံဗီဒီယိုဖိုင်တွေကိုကြည့် ခွေးတေဝတ်တေတေနေတာတွေကိုတယုတ်ကြည့်ထိုနည်းလောက်မဲ့ခမားတို့တယုတ်တပွဲဝင်ဆိုတဲ့သူတွေမျက်နှာဖုံးတွေအကုန်လုံးကိုခွာခြားခံရမှာဖြစ်ပြီးတော့အဲ့ဒီသူတွေပါမင်းအောင်လှိုင်တဲ့အပေါင်းပါလို့ခွေးတေဝတ်တေရုပ်ပြက်စင်းပြက်တေရမှာဖြစ်ပါတယ်အဲ့ဒီအခြေအနေဒီကြပေါ့ရောက်လာမှာဖြစ်တယ်မင်းအောင်လှိုင်တဲ့ဆက်လက်ပြီးတော့ပေါင်းသင်းနေဦးမယ်ဆိုရင် ။ဒါကတော့လက်ရှိရခိုင်ရဲ့အရေးကြီးတဲ့စစ်ရေးသတင်းတွေဖြစ်ပါတယ်။နောက်ထပ်တစ်ခုကကျွန်တော်တို့ကရင်နေပြည်တော်မှာအကြမ်းဖက်စစ်ခွေးတက်ဟာဒီအပိုင်းအတွင်းမှာအချက်တကွဲအကျိုးနေခဲ့တာကိုလည်းကျွန်တော်တို့အားလုံးတွေ့ရှိပြီးဖြစ်ပါတယ်။ကရင်တပ်ဖွဲ့ဝင်တီးတီးဟာအောင်ဝဲတီးတီးကိုကျွန်တော်တို့မြေပြည်သူတွေလက်ထက်အရောက်ပေးပို့ခဲ့ပြီးဖြစ်တယ်လို့ကျွန်တော်မြေပြည်သူတွေကလည်းကျွန်တော်ရဲပေါ်ညီကိုတွေကိုဟန်ပါကာပါစားပြီးတော့ရေတန့်ပါတိုက်ပြီးတော့အကြမ်းဖက်စစ်ခွေးတက်ကို မိဖို့ခိုင်းလိုက်တဲ့အတွက်ဟိုဘက်ကမခံမရနိုင် ဖြစ်နေပါတယ်ကျွန်တော်ကတော့ပွင့်လင်းပဲပြောတာငါသားတို့တိုက်ငါသားတို့လိုတာဘာလို့လဲရေတံဘူးပါခါကြထိုးပြီးတော့စစ်တိုက်တာကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကဆိုတော့ဥပဒေကောကောင်တွေကမခံနိုင်တော့မခံနိုင်တော့သူတို့ကဝိုင်းအော့ဝိုင်းအော့ဝိုင်းညောင်းတပတ်ကြီးမရဘူးပြန်ပြီးတော့တိုက်ပေးဟိုကလည်းမြောက်ပေးတိုင်းလုံတယ် ။ तू ကလည်းဘဝင်ယူတောက်ယူအာနာယူကိုဗျ။အဲ့တော့လက်ရှိကရင်ပြည်နယ်တွင်းမှာဆုံးရှုံးထားတဲ့နေမြေထွေနဲ့ပြီးတော့ထပ်မံပြီးတော့မဆုံးရှုံးရဖို့အတွက်စစ်ကူအမြောက်အများကိုပေးပို့ထားတယ်။ပြီးတော့ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်ခွေးတက်ခွေးပြေးဝက်ပြေးလူကုန်သိက္ခာမဲ့စစ်သားကုန်သိက္ခာမဲ့ဘာအဆက်ကုန်သိက္ခာမှမရှိဘဲနဲ့ ကျွန်တော်လူငယ်တွေနဲ့ရင်ဆိုင်တွေ့တော့ကျွန်တော်လူငယ်တွေကိုကြောက်လို့ပြေးတဲ့ကောင်းတွေကိုအခုထိုင်းဘက်ကနေပြီးတော့ခင်ရင်အထဲကိုပြန်ဝင်ပြီးတော့နှစ်ခွန်ကမြောက်ရီမျိုးစောက်တက်တဲ့ထိုးသွင်းပြီးတော့သူတို့ကစစ်စင်ရေးထပ်မံပြန်စမယ်လို့အတန်ထွက်နေပါတယ်ပြီးခဲ့တဲ့ဂျပန်ရဲ့အတွင်းမှာလည်းပဲနှစ်ခွန်ကအတွင်းကိုကျွန်တော်တို့တော့ဘုံနေနဲ့ ဘုံကျဲပြီးတော့အတိပေးခဲ့ပြီးသားမင်းတို့မလှုပ်နဲ့နော်မင်းတို့လှုပ်တာနဲ့မင်းတို့အဲ့နှစ်ခွန်ငါတစ်ခုလုံးပြာကျသွားစီရသူတို့ကလည်းကျွန်တော်တို့ကိုချင်းချောက်တယ်မင်းတို့လည်းမလှုပ်နဲ့လေလှုပ်တာနဲ့မရဘူးဘုံကျဲမယ်ဒါမျိုးတွေရှိတယ်ကျွန်တော်မြင်ပါဘလောက်ထိရုံမာတဲ့ကောင်းတယ်မင်းတို့လည်းစစ်သားလားမင်းတို့ပါတပ်ဖွဲ့ဝင်လားဂျာလီစီရင်ထိုးမယ်လေစီရင်ထိုးတဲ့တိုက်ပွဲမှာကြာတော့ခွင့်ပြုဝက်ပြေးဂုံတိတ်ခါမဲ့ ူများနိုင်ငံရဲ့လက်နက်ကိုင်အဖွဲ့မှဒူးသွားထောက်ပြီးတော့ကျွန်တော်တို့ကယ်ပါကျွန်တော်တို့တနာပါအရှိကျွန်တော်သတင်းတစ်ခုမှပြောဘူးတယ်ထိုင်းရဲ့လက်မခံဘိုင်းစစ်တပ်ကတော့မင်းတို့ပြန်ဝင်မင်းတို့ဝင်လာဒီလမ်းဝင်လာအာကျွန်တော်တို့ဒီလမ်းပြန်ဝင်လို့မရဘူးကျွန်တော်ဒီလမ်းဝင်ဟိုဘက်ကကျွန်တော်တို့တက်ပါလိမ့်မယ်ဒါဒီလမ်းမဝင်ဟိုဘက်ကပြန်ဝင်ပြန်ပို့အဲ့ဒါလည်းမရဘူးအာခုံယုံပြီးတော့ကျွန်တော်တို့ပြန်မပို့ပါနဲ့ကျွန်တော်တို့ပို့ရင်ဟိုဘက်မှာကျွန်တော်တို့ပြည်သူတွေကဝိုင်းထားလို့ပါဆိုတော့ကို့အခြေအနေကိုသိပေါ့လက်ရှိ ဘလိုမျိုးပဲစစ်ကူပစ်ကူတွေပြဖို့နေပါစေကျွန်တော်တို့ရဲ့2025စစ်စင်ရေတိုက်ပွဲတွေအထက်မှာဂျမ်ဖက်စစ်ခွစ်တက်ဟာဒီထက်ပိုပြီးတော့မရှုမလားရှုံးနိမ့်ဖို့သာရှိပါတယ်ဒါကြောင့်ကျွန်တော်ရဲ့တကဘာလုံးမှာရှိတဲ့မိဘပြည်သူများကျွန်တော်တော်လန့်ရေးရဲ့အမြင့်ဆုံးသောအချိန်နဲ့အမြင့်ဆုံးသောဒါနှစ်မှာ အပိသက်အမြစ်ကပါကျွန်တော်တို့ဆွဲလှန်မဲ့တိုက်ပွဲမှုကျွန်တော်မိပါဒီအတနိုင်ဆုံးဝင်းရင်ကူညီပေးပါလို့ပြောကြားခြင်းနဲ့ဒီနေ့ view ကိုဆုံးသက်ပြရစီနောက်လာတဲ့ video ကိုဒီတက်ပို့ကောင်းအောင်ကျွန်တော်စူးစမ်းပေးပါမယ်လနဲ့ဘေးစစ်ဘေးကပေးချောင်းနေတယ်ကျွန်တော်နိုင်ငံတွင်းမှာရှိတယ်မိပါတအိုးချေးစီတိုင်းပြည်နဲ့ကင်းရှင်းပါတဲ့ကြောင့်လင်းလင်းနဲ့စူတောင်းခြင်းနဲ့ကျွန်တော်ရေဝါရှာလိုက်ပါ